ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အာဒီနေ့အဲစီးရင်နိုင်ငံတုံးတက်မှုလေးစာမယ်နော်။အဲစကခန်27အလေးမော်နော်ပြချခံရတာလားပြကြတာလားနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ဒီနေ့တုံးတက်ဆွေးနွေးမှုထဲမှာပါမှာဖြစ်တော့ ARV တိုင်းစီရေးပေါ့ ARV တိုင်းစီရေးအခြေအနေလေးလည်းပါမယ်ပေါ့ဗျာနော်။အဲ့တော့ပရမောဆုံးတစ်ချက်နေနဲ့အခုအာ ARV တိုင်းစီရေးလေးကိုအရင်ဆုံးစရအောင်နော်။ဘာကြောင့်လဲဆိုတော့ အရာဒီတိုင်းမှာခုအញ្ញံကိုအရေးကြီးနေတယ်။ဘာဒီဘောနော်ဟိုလုံပုံကိုင်ပုံလေးတွေကအစားကျွန်တော်ဝေဖန်ရမယ့်အတိုင်းဒါလေးတွေရှိလာပြီ။သုံးလေးလေးပေါ့သုံးလေးလေးအမြောက်တက်ပေါ့နော်ငတိုင်းချောင်းမှာရှိတယ်။အဲ့တော့သုံးလေးလေးကိုအေကရဖို့အတွက်ကြိုးစားနေတယ်နော်။ဟိုချက်ကုတ်ချက်ခဲကြိုးစားနေတယ်။အဲ့တော့သုံးလေးလေးကလည်းသူပင်မဌာနချုပ်ကြီးမရောက်မရောက်ခင်နေရာတွေမှာအေအေကိုစစ်ကစားထားတယ်ဆိုလို့ကျွန်တော်ကအေအေလာတိုက်ရင်ဒီ ကျွန်တော်တို့ကာကင်းစခန်းတွေကနေအဓိကကာကွယ်တော့ကာကင်းစခန်းတွေအနေနဲ့လည်းတက်ကွင်းပြက်ကွင်းကောင်းကောင်းတဲ့ကိုအေအေကိုစောင့်ကြည့်နေတာပါစောင့်ကြည့်သေးလျောက်လည်းအေအေဒီအခုချိန်အထိပင်မဌာနချုပ်ဖြစ်တဲ့၃လေးလေးကိုတော့ကတ်လို့မရသေးဘူးပေါ့ခုကာကင်းနေမှာပဲသူတို့ဝဲလဲလဲဖြစ်နေတယ်ပေါ့ဝဲလဲလဲဖြစ်နေတဲ့အတိုင်းဒါမှအမ်သူတို့လာလာတိုက်တယ်လာလာတိုက်တဲ့လောက်လည်း အဲတော်တော်များများကြာတယ်ပိုးစုပစက်ကြာကြပါနော်ပိုးပိုးစုပစက်ကိုကြာတယ်ကြာတိတောင်လဲသူတို့တွေအယုံပြေဘူးအဲသက်ကုန်တိုက်ပါတယ်အဲ့တော့အဲပြီးခဲ့တဲ့20ရက်နေ့လောက်မှာတော့အဲကျွန်တော်တို့ကိုဘက်ကပေးဆက်မှုတွေရှိလာတယ်အဲစစ်တီတွေဘက်ကလည်းကြာဆုံးနေရှိသလိုအေအေဘက်ကလည်းကြာဆုံးနေအများကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အဓိကပေါ့နော်ဟိုအခြေအနေကိုပြောရမယ့်ဆိုလို့ရှိရင်တော့ AR တိုင်းမှုပေါ့2တိုင်းမှုအဆင့်အထိကို အဲဒုတိုင်မှုရဲ့လုပ်ပုံကံပုံတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေမြင့်တက်နေတယ်ဆိုလိုချင်တာကသတင်းရတယ်ကြိုရတယ်သတင်းကြိုရတယ်ဆောင်ရွက်ဖို့တွေเนาะဒါဘလို့ဘလို့လုပ်တင်နေဆိုတာလဲစစ်တီတွေပေါ့เนาะဒါအဲ့ဒီအဆင့်ဆိုတာနည်းတဲ့အဆင့်တော့မဟုတ်ဘူးပေါ့ဒီအောက်အောက်ကစစ်တီတွေအရာရှိအရာခံတွေကတည်နေပြီဘာလုပ်တင်နေဘာလုပ်တင်နေဆိုတော့သူတို့တွေမှာအာပရိုကောမစချင်းအကြမ်းကြမ်းနဲ့ရှိရသူ့ဘောတော်လဲလောက်ငွေသားတွေခင်ဗျာမှာ ဘာလို့ဘာမှအလုပ်လို့မရဘူးအဲ့ဒီအထက်ကကိုကဟေးကောင်ဒါလို့ဟေးကောင်ဒါလို့ဆိုပြီးတော့ကျိုးတုတ်ထားပြီးတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ဒီဒုတိုင်မှုကိုအဲဒီပေါ့ကိုယ့်ရဲ့စစ်တီတွေတော်တော်များများကနော်ဟိုနည်းနည်းဝေဖန်မှုတွေလေးဝေဖန်မှုလေးပေါ့မကျင်းတဲ့ချက်လေးတွေပေါ်လာပြီးဆိုတော့အိုသိစေခြင်း ਨੇ အဲ့တော့အဲ၃လေးလေးရဲ့အခုလိုမျိုးကာကင်းစကန်းကြားတယ်နော်ကျွန်တော်တို့တရင်မှုတယောက်ကြာဆုံးနေဆိုတာကတော့ ပြောမယ်ဆိုရင်မဖြစ်သင့်တဲ့အရာပေါ့ဗျာနော်တတင်းနေတဲ့ကြိုရရဲ့ဒါနဲ့ဒါမျိုးဖြစ်တဲ့ဆိုတော့အဲ့တော့နံပါတ်၁ချက်အနေနဲ့အဲဒီကိစ္စမှာကိုယ့်ရဲ့အရာရှိကကိုယ့်လူတွေကိုကြိုးထုတ်သလိုဖြစ်နေတာလဲနံပါတ်၁ချက်ဖြစ်တယ်နံပါတ်၂ချက်အနေနဲ့တတင်းကြိုရတာကိုမဆောင်ရွက်ခြင်းကလည်းနံပါတ်၂ချက်ပေါ့နော်အဲ့တော့နံပါတ်၃ချက်ကတော့ AA ကိုဒီနေရာမှာနော် AA နဲ့ဒီ PDF တွေရဲ့ဒီမဆုံးမနစ်ပေါ့ဒါတို့လာတိုက်နေရဆိုတော့ ြောတော့တော်တော်ခက်ပြင်မယ်လေအဲကျွန်တော်တို့ကတော့မိမိရဲ့တက်စခန်းမှာဒါမျိုးထိခိုက်နစ်နာရပြီဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီအပြင်ပအတွေးနဲ့ပဲတွေးပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်အထက်လူကြီးအစင်းစင်းဟာစစ်စေးတင်ပြီးတော့နော်စစ်စေးတင်ပြီးတော့သူတို့ကိုမေကွန်ထောက်ရမှာပါသူတို့ညံ့လို့ဆိုတော့ဝင်ခံရလိုက်မယ်နော်ဟိုဟိုအကြောင်းပြဒီအကြောင်းပြတော့ကျွန်တော်မလို့ခြင်းဘူးတက်စခန်းတစ်ခုကိုမိမိကဥဆောင်ပြီးတိုက်တယ်ဒီစက်တက်စခန်းမှာဒီလိုမျိုးထိနာပြီးဟေးဆိုလို့ရှိရင်တော့ ဒီတက်စခန်းရဲ့အရာရှိကတာဝန်ရှိတယ်တက်စခန်းအရာရှိကဘာကြောင့်မို့လို့ဟိုသူတာဝန်ကိုမကျေပင်ရတယ်လဲဆိုလို့ရှိရင်တော့အထက်အရာရှိအစင်းစင်းကဒါစီမံကုတ်ကဲမှုတွေညံ့ပြင်းလို့ဆိုတာကျွန်တော်တို့ဝေဖန်နေရင်လဲမားတယ်လို့ဆိုမှာဗျာနော်အဲ့တော့အဓိကဝေဖန်မှုအခုချိန်မှာမြင့်တက်နေတာဒုတိုင်းမှုကိုဝေဖန်မှုမြင့်တက်နေတယ်ဒုတိုင်းမှုကအဲမိမိရဲ့လောက်ငယ်သားများကို နော်ဟိုလှုပ်တင်လှုပ်ထိုက်တွေကိုပေးမလှုပ်ပဲနဲ့ ကျွတ်တုတ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတဲ့ဆိုတဲ့အတိုင်းဒါတွေရှိရတဲ့အတွက်ကြောင့်မလို့ဒူတိုင်းမှုအနေနဲ့ဒါပြန်လဲပြီးတော့စဉ်းစားသုံးသပ်ဖို့လိုအပ်တယ်လို့မျှော်လင့်နေတယ်အဲ့တော့ part time အထိကလည်းလောင်းငယ်သားတွေကအဆင်မပြေဘူးဘာကြောင့်စစ်တပ်ကလည်းတစင်ပြီးတစင်သွားရတာဟုတ်နော်အဲ့တော့ဒူတိုင်းမှုကအလုံးကိုချုပ်ကင်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ ARV 3လေးလေးမှာမိမိရဲ့စစ်တီတွေထိခိုက်နေတာကြရတယ်နော်အဲ့တော့ရရှိရရှိတယောက်ပေါ့နော်ဟို ရင်းမှုတယောက်ထီကို ပေးဆက်လိုက်ရတယ်အဲ့တော့စစ်ပွဲဆိုသည့်လျောက်တော့သူပေးဆက်ကိုပေးဆက်မှုတွေရောရှိနေမှာပဲလीเนาะအဲ့တော့ဒါတွေကကျွန်တော်တို့အားစိတ်တက်ကြစရာမဟုတ်ဘူးဒါတွေကဘာလို့ဆိုရှင်စစ်ပွဲရဲ့သဘောတရားရပေးဆက်နေရမှာတခုပဲကျွန်တော်တို့အာဆိုရင်ဘာလို့ဆိုတော့လीစစ်တီရဲ့စိတ်ထဲမှာငါဒီတိုက်ပွဲကိုလက်ဆင့်ကမ်းသွားရမယ်ငါမရှိရင်ငါရဲ့ရဲဘော်ရဲဘက်တွေကဆက်လက်တိုက်ပါမယ်ဆိုတဲ့ဒီပေါ့เนาะကြာဆုံးလေပြီးတော့တက်မသားများပေါ်မှာ သစ္စာစောင့်တည်ယူသေးပါမယ်ဆိုတော့သစ္စာလေးချက်တည်းကတစ်ချက်ကအေးဒီအချက်ကိုသာเนาะဟိုအားလုံးကဥထိပ်ပန်ထားမယ်ဟေးဆိုလို့ရှိရင်စစ်ပွဲပဲဗျာเนาะဟိုဒီလမ်းကိုရွေးတဲ့တည်းကဒါတွေဖြစ်မယ်ဆိုတာအားလုံးသိထားပြီးသားဖြစ်တဲ့တကြောင်မှာဝမ်းနေစရာလည်းမရှိဘူးအဲ့တော့ပြောချင်တယ်ဒါကဝမ်းနေစရာမဟုတ်ဘူးเนาะကျွန်တော်တို့တက်စကန်တိုင်းကစားတာမဟုတ်ဘူးအဓိကဒီတိုက်ပွဲဆိုတာမျိုးဟာဒီတိုက်ပွဲဒီစစ်ပွဲဟာ နိုင်တဲ့တိုက်ရမှာနိုင်အောင်တိုက်မယ်ဆိုတဲ့ခံယူချက်ပဲကျွန်တော်လိုချင်တာလိုချင်ပါတယ်เนาะအဲ့တော့စင်တီတွေအနေနဲ့လည်းနောက်ဆုံးခရမှုတ်တန်မကြမချင်းကတော့တိုက်ပွဲဝင်သွားကြမယ်လို့ကျွန်တော်ယုံကြည်ရယ်เนาะအားလည်းအားပေးနေပါတယ်ခင်ဗျာเนาะဒါကတော့ကျွန်တော်ရဲ့အားပေးပိုင်ခွင့်ပေါ့เนาะဟုတ်ပြီဒါ AR ရေးချင်းနေဟုတ်ပြီကျွန်တော်27ကိုသွားကြဆို27မှာခတ်တယ်ကျွန်တော်တက်မတော်ကိုဖြစ်စေချင်တာကယူသား၍တာဝန်ခံမှုတာဝန်เนาะ တာဝန်ယူမှုရှိတော့တတ်မလို့ဖြစ်ချင်တာလင်းရင်နေသဘုံကပြစ်လိုက်တယ်เนาะထိတယ်ပြက်ကြတယ်ဒါကပြဿနာမဟုတ်ဘူးပြဿနာပါလဲဆိုတော့တာဝန်ယူရမယ်တာဝန်ခံရမယ်ယူသားရမယ်တိုက်ရဲခိုက်ရဲစိတ်ဓာတ်ရှိရမယ်ပြက်ပြက်သားသားဆောင်ရမယ်ဒါကအရေးကြီးဆုံးပဲလင်းရင်တစင်းချင်းကစားတာမဟုတ်ဒီဒီစစ်ပွဲอ่ะเนาะလင်းရင်ဥမာဖြင့်ဟယ်လီကော်ပတာနှစ်စင်းလိုင်းလိုင်းကစားတာမဟုတ်နှစ်စင်းလိုင်းအရသွားလို့လဲဒါဘဝကြီးမဟုတ်ဘူးအရာရာကျွေတလဲကြက်တကောင်အချိန်မရပြောင်းလဲနိုင်တယ် ျုံးလိုချင်တာကယူသားရမယ်ကြိုးစားရမယ်ပြက်သားရမယ်เนาะတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီတက်မတော်ဘက်ကယူသားမှုဘက်မှာနည်းနည်းလေးနော်ဒီသတင်းထုတ်ပြန်တဲ့နေရာမှာနည်းနည်းလေးအားနည်းနေတယ်သူကဒီဘက်ကဒီ video file တက်လာတဲ့အခါမှာတော့အခုဘလို့တွေဖြစ်ကုန်ပြီလဲနော်စစ်ချွေးရင်လို့ပြတ်ကြတာပါအဲ့တော့ဒါတော့ဒီသူတို့ ထက်ကလည်းအောက်ကဘလို့သတင်းတင်မှမှမသိရရင်နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါအခုအခြေအနေကြည့်ရတာကတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အားနေတယ်ဥမင်းအွန်လိုင်းကိုယ်တိုင်ကလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးကြံစည်နာဖြစ်တိုင်းဟိုလူပုံချဒီလူပုံချမြန်မာနိုင်ငံမှာအခုဖြစ်မြဒုက္ခတွေဟာပြည်သူအလုံးမလုံးလို့တို့နော်ဟိုလူပုံချဒီလူပုံချသူ့ပြစ်လုံးဝမရှိဘူးအဲ့တော့တက်မလို့ခေါင်းဆောင်ကိုယ်တိုင်ကရိုးသားမှုစူးစမ်းမှုနဲ့နော်ဟိုတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့ စိတ်တမ်းမရှိဘူး။ထားပါဂျပန်တို့ကလည်းမဆိုသုံးမချရင်ချက်ချင်းလည်းငင်ဟိုဘယ်လိုခေါ်မလဲဆိုတော့ပေးတက်ကိုကျွန်တော်တို့ပြည်သူကိုတောင်းပန်ပြီးနှုတ်ထွက်တယ်။ယာရုယာရန်နေဆိုတော့တို့ဒုတိယထားတယ်။တို့ရဲ့ရိုးသားမှုအဓိကထားတယ်။အဂျပန်အောင်မြင်တယ်။အကျွန်တော်စီကယာရုယာကန်နဲ့ယာရုယာကန်နဲ့အကောင်လုံးကိုကြည့်လိုက်ပြီးရှင်တာဝန်ယူမှုတာဝန်ခံမှုနဲ့နော်နောက်ဆုံးပိတ်ပေါ်ပြန်တော့ဂျပန်လူမျိုးတွေလိုမျိုးစိတ်ဓာတ်မျိုးထားမှာတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထားလဲဆိုစာမူတိုင်းနေသူတို့ရဲ့ကြာရှုံးမှုကိုတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထားလဲအဲ့စိတ်ဓာတ်မျိုးနဲ့စစ်တိုင်မှာနိုင်တယ် အခုတော့အပြဒနာတစ်ခုဖြစ်တိုင်းမှာဟိုလူပုံကြလက်ညိုးပေါင်းငေါငေါအပေါ်တွေထိုင်ထိုးနေတယ်ဥမင်းအွန်လိုင်းလိုပဲဥမင်းအွန်လိုင်းစစ်တပ်ကလူတွေကလည်းတာဝန်ယူတာဝန်ခံမှုလိုတယ်ရိုးသားရမယ်ဗျာနော်ဟိုကျွန်တော်လေးရင်ဗျာအသုံးစီးလုံးသူတို့ပြစ်ချပလိုက်အောင်ဟုတ်ရင်ဟုတ်တယ်ဝန်ခံရမယ်အေးဒီကဝန်ခံတာဒီသုံးစီးလုံးပြစ်ချသွားတာဘဝကြီးလည်းမဟုတ်ဘူးလို့ဒါကြီးကအဖြေလည်းမဟုတ်ဘူးအဓိကကျွန်တော်လိုချင်တာကရိုးသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုတော့ ပြတ်သားမှုပဲလိုချင်တယ်ဒီစကားမျိုးပဲလိုချင်တာအဲ့တော့မှဇာမရှိနဲ့စစ်သားမလုပ်ကြနိုင်ဘူးเนาะကျွန်တော်ပြောချင်တယ်အဲ့တော့အခုလက်ရှိဒီ27မှာအာဒီပေါ့ဟိုရဟယေမို့နော်ရဟယေပြစ်ချခံရမှုကပြစ်ခတ်ခံရမှုကအခုဗီဒီယိုဖိုင်ထွက်လာပြီသူတို့ဘက်ကသတင်းတွေကျွန်တော်အားလုံးကိုသုံးသပ်ကြည့်တဲ့အခါမှာဖြစ်ပုံကဒီရဟယေကစင်းလာတယ်စင်းလာတဲ့အခါမှာမစင်းငင်ကလေးကအပြစ်ခံရတာအဲ့တော့ အဓိကကဒီပေါ့နော်ဒီ mission တစ်ခုကိုဆောင်ရွက်တဲ့နေရာမှာလဲအားနေချက်ရှိတယ်ဆိုလိုချင်တာကဒီပေါ့ဟို0.5တကန်းစာလောက်ထိက0.5တကန်းစာပေါ့ဗျာဒါမှမဟုတ်ရှိတယ်တလက်ပြစ်နိုင်တဲ့ကျွန်တော်တို့ကြည့်အကွာဝေးအထိကကိုကနည်းနည်းရှင်းထားရမယ်အဲ့လိုနည်းနည်းရှင်းထားမှုမရှိတဲ့ခါကျတော့အဲကျွန်တော်တို့အဲဒီရဟတ်ရေထိခိုက်ရတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့ဒီတကန်းစာ အဲစစ်တက်ကလည်းဒီပေါ့နော်27မှာရှိတဲ့စစ်တီတွေကလည်းမရှင်းဘူးလားဆိုတော့တို့လည်းအကောင်းဆုံးကြိုးစားခဲ့ပုံရပါမယ်နော်အကောင်းဆုံးကြိုးစားမှာပါ။အဲကြောင့်ဒီနေရာလေးဆိုတော့ကြိုတင်ပြီးတော့ရဟရင်လာပြီဆိုတဲ့ကဲကပေါ့ဗျာနော်ဒီနေရာလေးကြိုတင်ရှင်းသားမှာဆိုတော့တို့လည်းကောင်းကောင်းသိမှာပဲ။သိရတဲ့အတွက်ကြောင့်မို့တို့ရှင်းသလားဆိုတော့လေရှင်းတယ်လို့ကျွန်တော်မျှော်လင့်တယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်ထိအရေးကြီးတဲ့ mission တစ်ခုကိုဆောင်ရွက်နေတဲ့အခါမှာဒါကဘယ်ချိန်ဘယ်ချိန်မှာလေးရင်လာမှာဆိုတော့ဘူးမှလည်းမသိဘူးကျွန်တော်လည်းမသိဘူးနော်။အဲတော့တို့တွေတေချာလေးစီစဉ်ထားမှာပဲ။ အဲစဉ်းစားပြီးတော့ဒါမဲ့တပုံမက်ရဲ့ view ဟာကိုကျွန်တော်ပြန်လေ့လာကြည့်တယ်။အလေ့လာကြည့်တဲ့အခါမှာတော့သူတို့ကကျွင်းတူတယ်ကျွင်းတူပြီးတော့ခိုးအောင်းမင်းနေတာ။အဲ့တော့စစ်တီတွေအနေနဲ့မရှင်းဘူးလို့ဆိုရှင်းတယ်။ရှင်းမယ်အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်သွားတယ်။အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်တဲ့အခါမှာတော့ကြံနေတဲ့နေရာနဲ့ point 5နဲ့သူတို့ပြစ်သွားတာ။ပြစ်တဲ့အခါမှာလေရင်ကမစင်းငင်ကလေးကအပြစ်ခတ်ခံရပြီးသားဖြစ်တယ်။အဲ့တော့လေရင်ကိုကြည့်လိုက်ကြည့်ရလေ။ တော့လင်းရင်ကပြစ်ခတ်ခံလိုက်ရပြီအထုပ်တွေအားလုံးသူကပြာကြရနဲ့သူပစ္စည်းတွေအကုန်လုံးချသွားတယ်သူစူးစမ်းပြီးချသွားတယ်အဲ့တော့ချပြီးတော့လင်းရင်ကပြန်ပြီးတော့ပြန်တက်သွားတယ်ပြန်တက်သွားပြီးတဲ့ခါမှာတော့တနေရာမှာသွားပြီးတော့လင်းရင်လုံးဝပြတ်ကျသွားတယ်အဲ့တော့ဒီပေါ့နော်ဟိုရဟတ်ရဲ့မောင်းတဲ့ပိုင်လော့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာလေအများကြီးမူတည်တယ်ပေါ့အကယ်၍သာပေါ့ဗျာနော်အဲ့ဒီလင်းရင်ကိုအဲ့ဒီရဟတ်ရင်ကိုဆက်မထွက်တဲ့ပင်နဲ့ပြစ်ခတ်ခံလိုက်ရပြီပြစ်ခတ်ခံလိုက်ခါမှာဆက်မထွက်ပဲနဲ့ အယဟယင်ကိုအဲ့ဒီမှာပဲခေတ္တခဏနားလိုက်မယ်ဟေ့ဆိုလို့ရှိရင်ဒီယဟယင်နဲ့တူသူဒီအသက်ဆုံးရှုံးမှာမဟုတ်ဘူးအဲ့တော့လေရင်နှစ်စင်းပေါ့အဲ့ဒီယဟယင်နှစ်စင်းပြန်တယ်ပြန်တက်သွားတယ်နော်အားလုံးပေါင်းသုံးစင်းလို့တော့ပြောတယ်ကျွန်တော်မြင်တာနှစ်စင်းပေါ့တစ်စင်းကတော့ဒီဘျူဟာမူးနဲ့ဘျူဟာမူးနဲ့ဂျန်နဲ့ဒရာယာစစ်တီကြီးအများကြီးပါသွားတယ်အဲ့ဒီကံငေါင်းကျင်တော့အေးပေါ့အဲအစိုးရအကောင်းပေါ့လေနော်အဲ့ဒီဘျူဟာမူးနဲ့အဖွဲ့ကတော့လုံးဝရွှေကူးမှာကောင်းမွန်စွာဆင့်သက်နိုင်ပြီးတော့အားလုံးအသက်မသေပဲနဲ့လွတ်မြောက်သွားတယ် အဲဂျန်နဲ့ဒီသူတို့ပြစ်ချလိုက်ပါသူတို့ပြစ်ခတ်မှုကိုခံလိုက်ရဒုတိယပြစ်ကြတဲ့လေရင်ကတော့အဲမြေသူတဦးတယောက်မှထိခိုက်တာမရှိဘူးပေါ့ပြောရမယ်ဆိုရင်တကယ်ဒီကျွန်တော်တို့လေမှုလောက်ပဲเนาะလေမှုလောက်ပဲထိခိုက်ရမယ်လို့ပြောလို့ရတယ်လေเนาะဒါကျွန်တော်ပြန်တက်သွားလဲအရှင်းကြီးမြင်ရတယ်เนาะအဲ့တော့အဲဒီချင်းရမှာပိုက်လို့ရဆုံးဖြတ်ချက်သားတကယ်ရောပေါ့เนาะဟိုအဲ့မှာခက်တာခဏရက်လိုက်မယ်သူလည်းမသိဘူးပေါ့ပြောသူလည်းဒီကြာဆုံးနေတဲ့မှာပါမှာမဟုတ်ဘူးပေါ့ဒါမဲ့သူစူးစမ်းပြီးတော့ သူပြန်ပြီးတော့ပစ္စည်းချပေးသွားချပေးပြီးတော့ပြန်သွားတယ်ပြန်သွားတဲ့အခါမှာတော့အဲကျွန်တော်ပြောမယ်ဆိုရင်ထိခိုက်သွားတယ်ဒါပေမဲ့သူတို့ဘက်ကရုပ်တံရဲ့ဒီပေါ်တော့ဟိုမယိုးသားမှုတဲ့တစ်ခုကိုသွားတွေ့ရပါတယ်အဲ့ဒီမယိုးသားမှုကဘာလဲဆိုတော့ပထမရုပ်တံကတော့အတိုင်းတာတစ်ခုကြီးမှန်တယ်နော်အဲဒုတိယရုပ်တံကကြတော့ဖြတ်ညက်ကဖြစ်တယ်ဖြတ်ညက်ကဆိုတာကျွန်တော်လွန်ခဲ့တဲ့အဲနှစ်အနည်းငယ်လောက်ထဲကအဲလေပြတ်ကြအဲ့မှာ6ရောက်နော်6ရောက်ကြသွားတယ 6ယောက်ကျွန်တော်တို့ husky ပြကြအဲ့တဲကဒီဘယ်လိုခေါ်မလဲဆိုလို့ရှင်အဲ့တဲကရုပ်ရုပ်တံတွေကိုပေါင်းဆက်ပြီးအသုံးပြထားတာကိုတွေ့ရတယ်နော်တွေ့ရတဲ့ကြောင့်မို့လို့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီကျွန်တော်ဒီတစ်ခုလုံးတော့ကျွန်တော်တို့ဟိုဒီရုပ်တံတစ်ခုလုံးတော့ကျွန်တော်ယုံကြည်ရဖို့တော့ခက်ခဲသွားတယ်။ဘာကြောင့်ဆိုဖြည့်ညက်ကပုံစံမျိုးသွားတွေ့ရတာပေါ့နော်။အဲဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်အနီးကပ်ဆုံးကျွန်တော်တို့သုံးသပ်မယ်ဟိဆိုရင်ဒီအချိန်ဒီပေါ်မှာကျွန်တော်သုံးသပ်လို့ရတာတော့အဲနည်းမြေအချိန်တွေပေါ့မစ်ရှင်ဆွဲမှုကိုကျွန်တော် သုံးသက်ကြည့်တဲ့အခါမှာ27မှာကြပြီဆိုကြဲကဒီဆိုလိုချင်တာက27မှာဒီရဟတ်ရင်ပြတ်ကြပြီဆိုကြဲကတေချာတခုကတော့27တည်သူ့ပတ်ဝန်းကျင်ကဒီနေမြေအားလုံးကိုသူဟိုရှင်းလင်းအောင်မလုပ်ထားနိုင်ဘူးလီးနေလာတာကိုကျွန်တော်တို့ကာပြစ်မပြစ်ထားပေးနိုင်ဘူးเนาะအဲ့ဒါကတော့27ရဲ့အားနေချက်ဖြစ်တယ်ဒုတိယအားနေချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီမစ်ရှင်ဆွဲသူရဲ့အားနေချက်ဒီမစ်ရှင်ဆွဲသူရဲ့အားနေချက်ကဘာလဲဆိုတော့ဒီရဟတ်ရင်၃စင်းကိုเนาะကျွန်တော်တို့အကအွယ်ပေးနိုင်ဖို့အတွက်ကနောက်ထပ်ဒီ တိုက်နေရင်တော့လကောင်းเนาะဟိုနန်ကျန်နေပေါ့เนาะဟိုကင်းထောက်လေးရင်တော့လကောင်းပေါ့เนาะကျွန်တော်တို့ကျန်တဲ့ပြစ်ကူလေးရင်တော့လကောင်းဟာအစင်းနဲ့ပါလာမယ်လीเนาะဘာကြောင့်လဲဆိုလို့ရှိရင်ကိုကပြန်တဲသွားမှာအဲ့မှာရှိတဲ့လူနာတွေပြန်တဲရမှာရှိတယ်เนาะအခုလာပို့တာလဲရိတ်ခါတွေเนาะအင်အားတွေလာပို့တာဖြစ်တယ်အဲ့တော့ဒီဓာတွေဓာတွေအလုံးလုံးကျုံပေါ့မစ်ရှင်ဆဆွဲတဲ့သူပေါ့မှာလဲတာဝန်ရှိသလိုအဲစစ်တပ်အနေနဲ့အမ်ဒီမစ်ရှင်ဆွဲမှုကနည်းနည်းလေး တို့အကောင်းဆုံးစ조사ပေမဲ့လိုအပ်ချက်တွေရှိသွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်เนาะလိုအပ်ချက်တွေရှိသွားတယ်အဲ့တော့အခုဒီအခြေအနေတခုနောက်မဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်တို့နောက်တစ်ခါเนาะမစ်ရှင်ဆွဲတဲ့အခါမှာဒါမျိုးတွေဆက်လက်ပြီးမဖြစ်ဖို့လိုတယ်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီစစ်ပွဲဒီဘမ်မော့နော်ဘမ်မော့တိုက်ပွဲကလေရင်တိုင်းလေရင်ပြစ်ချခံရတိုင်းကစားတာမို့ဒါပြီးပွဲပြီးတော့ဒါကြီးကဘောဟာကြီးမဟုတ်ဘူး ဝင်ခံလိုက်ရဲရဲဝင်ဝင်ခံလိုက်အဓိကလိုချင်တာဝင်ခံမှုနဲ့ပြက်ပြက်သားမှုပဲလိုတယ်အဲ့လိုယူသားမှုရှိမှသာလဲအောင်မြင်မယ်အခုတော့အင်းလင်းအန်လင်းနဲ့စပ်ပစ်ချွတ်ရင်းလို့ပြကြတာပါလို့ပါလို့ဆိုတော့နိုင်ငံတော်အဆင့်ဟိုဟိုတနည်းအားဖြင့်နိုင်ငံတော်အဆင့်ဘောက်ချက်ပွဲမှုကြီးဖြစ်တာနော်အဲ့တော့အဲ့လိုမျိုးတွေဖြစ်စေခြင်းမို့အဲ့တော့ခင်ဗျားတို့ဘာကြောင့်လဲဝင်ခံစားမှာနော်ဖြစ်လာရှိရင်တော့ ဟိုဝင်ခံလိုက်တာပြဿနာမရှိဘူးအလုတ်ကမလုတ်တာပဲပြဿနာရှိတယ်အလုတ်မလုတ်ဘူးဆိုတာရန်သူကိုပြပြတတ်တာမချေမုန်းတာပဲပြဿနာရှိတယ်အကျောင်းအနေနဲ့ဒီစစ်ပွဲကတိုက်ပွဲတစ်ခုဖြစ်တည်လျောက်ပေးဆက်မှုများမယ်လင်းနေပေးဆက်မှာမဖြစ်ဘူးပေးဆက်လို့ရတယ်အေးဒါပေမဲ့တော့ဒီတိုက်ပွဲကိုလက်ဆင့်ကမ်းပြီးတော့ဟလာကြာဆုံးနေပြီးတော့တပ်မတော်သားတို့ရဲ့တစ္ဆာကိုစောင့်တိပါရိုတိပါပဲဆိုတော့ခံကြက်မျိုးရှိဖို့လိုတယ်အခုတော့ကြာဆုံးနေပြီးတော့တပ်မတော်သားတို့ရဲ့တစ္ဆာကို အဲစေကောင်းဆောင်ကိုတိုင်ကစောင်းတိမသိတော့မသိဘူးအခုလောစေသူ့ရဲ့ view ဟာလည်းတော့ sign ပေါ့ဗျာနော်အဲအဲ့တော့တပုံခုချင်းနဲ့ပြတ်သားသေးဘူးမပြတ်သားသေးရတွေ့ရတယ်လင်းတိတိပေါ့ဗျာကျွန်ဆိုနေတာနော်လင်းနိုင်ကစားတာမဟုတ်ဘူးလင်းနစင်းနိုင်ကစားတာမဟုတ်စစ်တီကြကြမသူလည်းကြကိုလည်းကြမသူလည်းသေးတဲ့ပုံစံပတ်သက်တော့အေးအေးဆိုလို့ရှိရင်စစ်ကြောင်းလိုက်ပြုတ်တာပဲနော် KIA ဆိုလို့ရှိရင်သူတို့စစ်ကြောင်းတွေပြုတ်တာမှာပုံစံပတ်သက်ပြုတ်တာပဲအဲ့သူလည်းပေးဆက်ကိုလည်းပေးဆက် တော့ဒီတိုက်ပွဲကိုဒီလမ်းကိုယူရတဲ့ဘုံကယူထားယူပါကိုဘက်ကအခုချိန်ထိကြောက်တယ်လို့ခြောက်တယ်လို့ဟိုလူလက်မျိုးထိုးပြဒီလူလက်မျိုးတော့ယောက်ျားမလုံးနဲ့အဲ့လိုဆိုလို့ရှိရင်စစ်ကောင်းဆောင်မလုံးနဲ့နော်နိုင်ငံရေးသမားလည်းမဟုတ်စစ်ကောင်းဆောင်လည်းမဟုတ်နိုင်ငံရေးသမားလို့ကိုတည်းနိုင်ငံရေးအတွေးမြင်ရှိလာဆိုတော့ဘာမှအတွေးမြင်မရှိဘူးစစ်ကောင်းဆောင်လို့ကိုတတိရှိလာဆိုတော့နိုင်ငံအခုမှကြာရှုံးနိုင်ဟိုလူလက်မျိုးထိုးဒီလူလက်မျိုးထိုးအောက်ခြေလက်မျိုးထိုး तू ကအပြစ်ကင်းတယ် तू ကဟိုလုံးဝတော်နေတယ်အဲ့တော့ခင်ဗျားတို့ဇာနဲ့ဗျာဒီဇာနဲ့ညာခင်ဗျားတို့စစ်ကောင်းဆောင်လောက်ရတယ်လို့ နော်ဟာဒီဇနဲ့တော့မရဘူးခင်ဗျားတို့ဒီဇနဲ့တော့မရဘူးစက်ကောင်းဆောင်ဆိုတော့မျိုးကခင်ဗျားတို့ဂျပန်စာဝူတိုင်းကိုပြတ်သားနေရမှာကြာရှုံးမှုရှိနေတော့မှာပဲဂျပန်စာဝူတိုင်းနေသူတို့ကြာရှုံးရင်သူတို့ဘာလုပ်လဲသူတို့ရင်ဝါကိုသူတို့ဓာတ်နဲ့တဲပြီးတော့ကိုသူတို့တာဝန်ယူမှုသူတို့ခုတ်ခိတ်ကြပါဗျာနော်တာဝန်ယူမှုသူတို့လုပ်တယ်အခုချိန်မှာဂျပန်စာမူတိုင်းနေဟာစာမူတိုင်းစိတ်တက်ဘလောက်ရှိတယ်ဆိုသူတို့ကြာရှုံးရင်ပြည်သူလူထုကိုဖိန်ကုန်းကြော့ပြီးတော့ကိုຢာတို့ကနေပြီးတော့ဆင်းသွားတယ်နော်အခုတို့စီရစစ်ကောင်းဆောင်ကတော့စာမူတိုင်းစိတ်တက်မရှိဘူးအဲ့တော့ ဇာတွေပြင်စမ်းပါဗျာဒီဇာနဲ့တော့ခင်ဗျားတို့ဒီဇာနဲ့တော့ခင်ဗျားဘာမှမလုပ်နဲ့ဘာမှမအောင်မြင်နော်ဒီဇာဒီဘလာလောင်နေအေးဘလာလည်းမရှိဇာလည်းမရှိဘူးအဲ့တော့ဆိုးတယ်အဲ့တော့နော်ဟိုတော်တော်လေးပေါ့ဟိုတော်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 လေးကျွန်တော်တို့တော့မှပြောရတာတော်တော်ကြက်တဲပါတယ်တော်တော်ခက်ပါတယ်အဲ့တော့ခင်ဗျားတို့ဒီနောက်တစ်ခုပြောမယ်နော်အဲခင်ဗျားတို့စက်တီတွေစက်သားတွေရော နော်စစ်တပ်အပြေးထောက်ခံသူတော့စိမ့်စိမ့်တောက်တယ်တော့ကျွန်တော်ပြောမယ်နော်ကျွန်တော်အာဥမာဖြစ်ခင်ဗျားတို့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့တော့ဘောမာကြီးခေါ်တော့နော်ဘောမာဘောမာကြီးဘောမာပြောင်းကြီးထားတော့သူတို့ခေါ်တယ်ပေါ့အဲ့တော့ခေါ်တဲ့ခါမှာခေါ်ပြီစီမှမဖြစ်ဘူးအဲ့တော့ဘောမာတည်းနော်အာဘောမာတည်းနေကျွန်တော်မပြောပါဘူးအဲ့တော့ဘောဒရင်နားထောင်ခြင်းဘောဒရင်လွှင့်တဲ့သူတွေဘောဒရင်ပြောတဲ့သူတွေเนาะဘောဒရင်တင်တဲ့ channel တွေမှာနားထောင်ပါအဲ့တော့ ကျွန်တော်စီမှာနားထောင်မယ်ဟိဆိုလို့ရှိရင်ကျွန်တော်သိတာကိုပဲကျွန်တော် share လိုက်မယ်ကျွန်တော်သိတာကိုပဲကျွန်တော်ပြောလိုက်မယ်အဲ့တော့ကျွန်တော်အသိကိုကျွန်တော်ပြန်မလည်ဘူးเนาะအဲ့တော့ကျွန်တော်သိရှိထားသမျှကိုကျွန်တော်ရဲ့ဒီမိတ်ဆွေတွေတကယ်ချင်းတွေအမျိုးတွေပေါ့ဗျာခင်ဗျားတို့အားလုံးနဲ့ပြန် share ရဖြစ်တဲ့ကြောင့်မို့ကျွန်တော်မပြောရင်မပြောဘူးပြောရင်လည်းလိမ်မှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကိုကျွန်တော်ဒါစကားပလင်ခဏသလိုပဲဘောဒရင်ကြားကြည့်ရင်ဘောဒရင်နားထောင်ရင်ဘောဒရင်ပြောတဲ့စီမှာတော့နားထောင်ပါနော်ဘောဒရင်လေးနဲ့ channel ကိုသွားပါ ကျွန်တော်ဒီဘောတဲ့မပြောပါเนาะကျွန်တော်သိထားသမျှတော့ကျွန်တော်ပြောပါဖြစ်တဲ့အတွက်ကြောင့်မလို့မှန်မှန်နဲ့ခရင်ခံတယ်เนาะသိရင်သိတယ်မသိရင်မသိဘူးပေါ့ဗျာเนาะအခုတော့ဒါကျွန်တော်သိထားသမျှကိုကျွန်တော် share ခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဘောတဲ့နားထောင်ခြင်းအဲ့တော့အကြောင်းဆိုအမှန်တရားပေါ့ကျွန်တော်သိထားတဲ့အသည့်ကိုနားထောင်ရဲမှနားထောင်တော့တဲ့ဓာတ်ခံရှိမှနားထောင်တော့တဲ့ကိုယ်ခံအားရှိမှကျွန်တော်ရဲ့ channel မှာဆက်လက်နားထောင်တာကောင်းလိုက်မယ်เนาะအေးပါအဲ့တော့အဓိကအားလေးပဲအဓိကနှစ်ခုပြောခြင်းတယ် ရာဝီတိုင်းအချင်းနဲ့ဒူတိုင်းမှုကိုအဲစစ်တီတွေအနေနဲ့နည်းနည်းလေးဒေါသတပုံထွက်တယ်ကိုလူကိုကြိုးထုတ်ထားသလိုဖြစ်နေတယ်တရင်နေကြိုရတယ်ဘာမှမလုပ်ဘူးเนาะအခုဆိုရင်ကာကီစခန်းတစ်ခုကပေးဆက်လိုက်ရတယ်တိုင်ရင်မှုထိပေးဆက်လိုက်ရပါတယ်เนาะဒါကအဲကျွန်တော်သိရှိထားသောတရင်ကိုကျွန်တော်ပြန် share ခြင်းဖြစ်တယ်အဲ့တော့စာကက27နဲ့ပတ်သက်လို့ကတော့เนาะဟိုခင်ဗျားတို့ဘယ်လိုပဲပြောနေပြောနေအခုလက်ရှိအခြေအနေအားလုံးသုံးသပ်ကြည့်တဲ့အခါမှာတော့ မိမိရဲ့ mission ဆွဲမှုတွေမှာလိုအပ်တယ်နော်မိမိရဲ့ဒီအဲ program ဆိုတော့အောက်ခြေမှာလည်းဒီကျွန်တော်တို့နေနေမရှင်းလင်းထားနိုင်တာကလည်းပြဿနာဖြစ်တယ်နော်အဲနောက်ဆုံးပိတ်ပေါ့အဲလေရင်မှုရဲ့ဆုံးဖြတ်ချက်ပေါ့ pilot ရဲ့ဆုံးဖြတ်ချက်ရဲ့မှားွားတာလည်းပါလိမ့်မယ်နော်အဲ့တော့လေရင်နဲ့ဆုံးရှင်းပါတယ်အ pilot ကလည်းသူတခြားဆုံးဖြတ်ချက်မရှိလို့ဖြစ်ပါလိမ့်မယ်အဲ့မှာထားရင်လည်းအဲ့လေရင်ပျက်စီးမှာပဲလीနော် ဲ့တော့အခုသူတို့စီကရုပ်တောင်ပြကြည့်တဲ့ခါမှာတော့တဝက်ပဲဖန်ပါလေ။ဂျန်နယ်ဒီဘာလို့ဆိုလေးပြတ်တာသူတို့မတွေ့သေးပါဘူးနော်။မတွေ့သေးဘူးလို့ပြောလို့ရတယ်ဗောဗျာ။အခုတွေ့ရတဲ့လေးရင်ကသူတို့ပြောထားတဲ့ဗီဒီယိုဖြတ်ညက်ကတ်ကလွန်ခဲ့တဲ့နှစ်ကလွန်ခဲ့တဲ့နှစ်တွေကဒီရုပ်တံတူလို့လည်းပြောရင်အဲကျွန်တော်တို့ကတော့ဒါမျိုးသွားစင်နေတာကိုတွေ့ရတယ်ဗောဗျာနော်။အဲ့တော့ဒါကတော့ကျွန်တော်ဆက်လက်ပြီးညှင်းခေါ်အောင်ပါပါ။အဲ့တော့ကျွန်တော်ဒီကဆိုလို့ကျန်တာကတော့ပြဿနာဖြစ်တိုင်းမှာ ျွန်တော်ဒီလေရင်တိုင်းကစားတာမဟုတ်ဘူးเนาะလေရင်ပြစ်ချခံရတိုင်းကစားတာလည်းမဟုတ်ဘူးတယင်းမှုကြတိုင်းနဲ့ကစားတယင်းမှုကြပြီးသွားတာမဟုတ်ဘူးလေရင်ပြစ်ချခံရတိုင်းပြီးသွားတာမဟုတ်ဘူးအဓိကလိုချင်တာပါလဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှုယူသားမှုနဲ့အလုတ်လုံမှုနဲ့ပြတ်သားမှုပဲလိုအပ်တယ်အဲ့တော့အခုစစ်ကောင်းဆောင်လုပ်ပုံကတစ်ချိန်တော့အားလုံးလက်ညှိုးထိုးနေသလိုပဲအခုဖုတ်မှန်လေးလေးဝင်ခံရတဲ့တတ္တိကိုမရှိတာတော့ဆိုးတယ်ပေါ့ဗျာနော်အဲ့တော့ဘာမော်အနေနဲ့တော့ အခြေအနေတွေစည်ရဲ့အခြေအနေလုံးဝလုံးဝကျွန်တော်ယုံကြည်တယ်တံပေါ်ဟာဆက်လက်ပြီးတိုက်တိုက်ပွဲကိုရည်ရွယ်ချင်ရောတိုက်ပွဲဝင်သွားနိုင်မယ်တပုံနေခွေးပြွက်ဝယ်ပြေးရမှာမဟုတ်ဘူးပါနဲ့နော်ကြည့်လေဗမာတိုက်ရတနစ်ကျော်ဘာဖြစ်လာဘာမှဖြစ်မလာအောင်နော်တနစ်ကျော်ပြီသူတို့တရားဝင်ချင်ညာလာ၅လပဲရှိတာမှန်တကယ်တိုက်တာတနစ်ကျော်ပြီအဲ့တော့ဗမာကပန်းပန်လေးရပဲဖြစ်တယ်အခုဆိုလို့ရှိရင်အင်အားပိုကောင်းလာတယ်အခုလေရင်သုံးသိသွားဆိုတာဒါကျွန်တော်တို့ပြောလို့ရပြီ တို့အပ်တဲ့ရိတ်ခါတွေလူတွေအင်အားတွေတွားချတာလို့ကျွန်တော်တို့သုံးသပ်တယ်အခုတော့အင်အားတွေလည်းရောက်ပြီဟုတ်လားအင်အားတွေလည်းရောက်ပြီနောက်ဆိုရင်အခုတကယ်ကျွန်တော်တို့ online ပေါ်ဆက်ကြားထားတဲ့သတင်းတွေရဆိုလို့ရှိရင်ဒါကျွန်တော်လည်းအတီးပြုတ်ကိုစူးစမ်းတဲ့ခါမှာတော့အတီးပြုတ်လို့လည်းရတယ်အဲ့တော့အဲ့မှာအဲကျွန်တော်တို့ drone တပ်ဖွဲ့တွေရောက်နေပြီနော် drone တပ်ဖွဲ့တွေရဲ့ဆောင်ရွက်ချက်ကအရင်ကဆိုလို့ရှိရင် drone တပ်ဖွဲ့ကျွန်တော်အားနည်းနည်းနေတယ်အားနည်းတယ်ဆိုတဲ့အသေးပဲက drone သမားကပြည်အောင်အားကြီးတဲ့ခါကျတော့ ခါမျက်စိတွေပါညောင်းပြီးကြိုက်တဲ့အခြေအနေမျိုးတွေထိရှိရ။အေးအခုနောက်ပိုင်းမှာ drone တပ်ဖွဲ့အစ်တစ်ဝတ်တွေရောက်လာတဲ့အခါမှာပြန်မယ်တိုက်မယ်ပြန်မယ်တိုက်မယ်ဆိုတာကြီးပဲဖြစ်နေတယ်နော်။အဲ့တော့ drone အားကောင်းတဲ့အတွက်ကြောင့်မို့လို့ AA လက်စစ်ကြောင်းလိုက်တွေပြုတ်နေပြီပတ်ပေါ်မှာနော်။ KIA လက်ပို့ဆိုပါစက်ကြာနေပြီ။ PDF တွေဆိုလို့ရှိရင်ခေါ်လို့တော့မရတော့ဘူး။စကမေးတော့မရတော့ဘူး။မလာဘူးတဲ့။အဲ့ပုံစံမျိုးတွေဒီဖြစ်နေပြီ။အဲ့တော့ drone အားတွေလည်းပို့ကောင်းလာတယ်နော်။အဲ့တော့တိုက်ပွဲအနေနဲ့ကတော့ အရာရာဖြစ်နိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ရင်ုံကြည်ကြည်နဲ့အားပေးတယ်အဓိကလိုချင်တာကဘာလဲဆိုရှင်ရဲဝင့်ပြတ်သားမှုနဲ့ယူသားမှုလိုအပ်တယ်ဝန်ခံရေးရမယ်နော်ဝန်ခံရေးမှာအမှန်တိမှအမှန်တိမှကျွန်တော်တို့အမှန်ကိုသိပြီးတော့ရဲရင်လာတဲ့စိတ်ဓာတ်ကကံတရားပါတယ်နော်ကံတရားလိုက်ကံလည်းကောင်းစေတယ်အဲ့တော့ဘောဒရင်နားထောင်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးပေါ့မဖြစ်စေခြင်းဘူးနော်အဲ့တော့အကောင်းဆုံးကျွန်တော်တို့ဒီတိုက်ပွဲကို ဆက်လက်ပြီးတိုက်ပွဲဝင်သွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဟုတ်ပြီတောင်ပိုင်းသတင်းအနေနဲ့ဆိုလို့ရှိရင်တော့ TK စခန်းကတော့ကြာသွားတာအောက်တည်ရနော် TK နေချာဆောင်အဲနေချာဆောင်စခန်းလို့ပြောလို့ရတယ်နေဆက်စခန်းပေါ့ဗျာနော်။အဲ TK စခန်းကတိုက်ခံမတိုက်ခင်ကလည်းကျွန်တော်တို့တော့မှဗျာ ठी ခီဘဲချိန်မှာဘာဖြစ်တော့မယ်ဆိုတော့ကြိုတင်နေတည်နေပြောနေဆိုလို့ရှိရင်စစ်တပ်အနေနဲ့မသိစရာလည်းအကြောင်းမရှိဘူးเนาะကျွန်တော်တို့ကလည်းတည်နေငြိမ်နေတာမဟုတ်ဘူးเนาะ ठी ခီအခြေအနေ view site တော့เนาะဆိုပြီးတော့ကျွန်တော်တွေ order ခဲ့တယ်ပြောခဲ့တယ်တင်ခဲ့တယ် အကုန်လုံးအတိအကျရတယ်အတိအကျရရတဲ့အထိခိဟာနောက်ဆုံးကြတယ်ဟောကြတဲ့အခါကျတော့အဲဆစ်ဆေးစရာဖြစ်သွားပြီလေအခုကျွန်တော်တို့နောက်ဆုံးကြားသိရတဲ့တရားဆိုလို့ရှိရင်အထိခိရဲ့တရင်မှုကတော့အခုလောလောဆယ်စစ်ခုံရောက်ပါပြီနော်စစ်ခုံရောက်သွားပြီရောက်မှာပေါ့ဒီလောက်ကြီးကြိုတိတယ်လက်နက်ကြီးပြစ်ကူတယ်တိတိကျကျမလုပ်ဘူးမလုပ်တဲ့အခါမှာတော့အခုအထိခိကြားအတွက်ကြောင့်မလို့စစ်ခုံရောက်သွားပြီကြားသိရတယ်ဒါမျိုးဆစ်ဆေးရကောင်းပါဒါမျိုးပြပြသားဆောင်ရတာနော်ကဲဟုတ်ပါညီကောင်မောင်မများ အဲဒီလောက်ပါပဲကျွန်တော်ရဲ့ရုပ်သံလေးကိုရက်ပြသေးတယ်နော်ကျေးဇူးများကြီးတင်တယ်ကျွန်တော် live မှာဆက်လက်ဆောင်ရအောင်မယ်နော်